ွေရောင်ငက်ကလေးတခါတော့ကတိုင်းမီတစ်ခုကဘရင်တစ်ပါးမှာအရန်ကိုတောက်ပါတဲ့ရွှေအောင်ပန်းသီးပင်ကြီးတစ်ပင်ရှိတဲ့အဲ့ဒီရွှေအောင်ပန်းသီးပင်ကြီးကတီးတဲ့ရွှေပန်းသီးတွေကိုဥယျင်မှုဖြစ်သူကနေ့စဉ်အမြဲရေတွက်ရပြီးဘရင်ကြီးကိုတင်ပြရတာပေါ့တရတော်ဥယျင်မှုကြီးဟာပန်းသီးတွေကိုရေတွက်ရင်းနဲ့တလုံးပြောင်ဆုံးနေတယ်ဆိုတာကိုသိလိုက်ရပါတယ်သူလည်းမင်းကြီးကိုကြောက်ကြောက်လန့်လန့်နဲ့အပြစ်မှန်ကိုသွားရောက်ရှောက်တင်ရတာပေါ့ဒါနဲ့ပဲဘရင်ကြီးဟာဒေါသထွက်သွားခဲ့ပြီး ရွှေပန်းဒီတစ်ခုကိုရောက်အောင်ဖမ်းဖို့ဥယျာဉ်မူကြီးကိုတာဝန်ပေးလိုက်ပါတော့တယ်။ဒါကြောင့်မဲ့ဥယျာဉ်မူကြီးဟာသူ့ရဲ့သားအကြီးဆုံးကိုလေးနဲ့များပေးပြီးရွှေပန်းဒီပင်ကြီးကိုစောင့်ဖို့တာဝန်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်းသားအကြီးဆုံးဖြစ်သူဟာတာဝန်ကိုအလေးမထားခဲ့ပဲညသကောင်အရောက်မှာအိပ်ပျော်သွားခဲ့တာကြောင့်ပန်းဒီတစ်ခုကိုရောက်အောင်မဖမ်းနိုင်ခဲ့တဲ့အပြင်နောက်ထပ်ရွှေပန်းဒီတစ်လုံးမှာထပ်မံပျောက်သွားခဲ့ပါတယ်။ဒါနဲ့ပဲဥယျာဉ်မူကြီးလည်းဒုတိယမြောက်သားဖြစ်သူကိုထပ်မံစီလို့ရတော့တာပေါ့။ ူရီယာမြောက်သားပြည်သူကလည်းတအားကြီးဆုံးဖြစ်သူနဲ့အတူတူပဲဖြစ်တာကြောင့်သူတို့တွေနောက်ထပ်ရွှေအောင်ပန်းသည့်တလုံးကိုထပ်မံဆုံးရှုံးလိုက်ရပြန်ပါတယ်။ဒါနဲ့ဥယျာဉ်မှူးကြီးလည်းဘီရင်ကြီးအမျက်တော်ရှာမာကိုတအားကြောက်နေရတော့တာပေါ့။အဲဒီချိန်မှာသူ့ရဲ့သားအငယ်ဆုံးဖြစ်သူမောင်မြဟာသူ့ကိုယုံကြည်မှုပေးဖို့ပြောခဲ့ပြီးလေးနဲ့မြားကိုလွှဲကာပန်းသည့်တခုကိုဖမ်းဖို့လုပ်ပါတယ်။သူကလုံလဝရိယအပြည့်နဲ့တညာလုံးမိတ်ခဲ့ပါဘူး။ဒီလိုနဲ့ညသကောင်အရောက်တော့ရွှေအောင်တောက်ပါတဲ့ငှက်လေးတစ်ကောင်ဟာ ပန်းဒီကိုလာရောက်ကတ်ချီနေတာကို သူမြင်ခဲ့လိုက်ရပါတယ်။လက်လက်ကလေးများနေရွှေရောင်ငတ်ကလေးကိုပြစ်လိုက်ပြီးမဲ့ပြစ်ချာ လွဲချော်သွားခဲ့ပြီးသူ့ရဲ့ရွှေရောင်ငတ်မွေးလေးသာကြွကြံခဲ့တာပေါ့။နောက်ရဲ့ရောက်တော့အငဲသုံးသားဖြစ်သူဟာအပြစ်မှန်အားလုံးကိုဘရင်ကြီးစီမှာရှောက်တင်လာခဲ့ပြီးဘရင်ကြီးဟာအဲ့ဒီရွှေရောင်ငတ်ကလေးကိုလူချင်းတတ်မှတ်သွားခဲ့ပါတယ်။ဒါနဲ့ပဲရွှေရောင်ငတ်ကလေးကိုဖမ်းလာဖို့ထပ်မံအမိန့်ထုတ်လိုက်တော့ပါတယ်။ ဒါအကြီးဆုံးဖြစ်သူကလည်းအဲ့ဒီတာဝန်ကိုတူးတူးမဲ့ဆိုပြီးပြောတာတိုင်းပြည်တွေကနေထွက်လာပါတယ်။ဒီလိုနဲ့တော်အုပ်တစ်ခုကိုရောက်တော့မြေခွေးတစ်ကောင်ကို တွေးလိုက်ရပြီးလက်ထဲကမြားနဲ့ပစ်ခတ်ဖို့ကြံလိုက်ပါတယ်။မြေခွေးကြီးက"အိုးအချင်း ကျွန်ုပ်ကိုမပစ်ပါနဲ့။တင်းကရွှေရောင်ငက်ကလေးကိုလာရှာနေတာမလား။ကျွန်ုပ်တင်းကိုကူညီပေးနိုင်ပါတယ်။တင်းဒီကနေတဲ့တဲ့သွားရင်ရွာတရွာကိုတွေ့လိမ့်မယ်။အဲ့ဒီရွာမှာလုံးဝကိုစန့်ကျင်မဲ့ဖြစ်နေတဲ့တဲခိုကန်နှစ်ခုရှိတယ်။" ပထမတဲကိုဂန်းကတော့အရန်ကိုတန်ရှင်းတက်ရက်ပြီးအိမ်ကြီးအိမ်ကောင်းပါနောက်ထပ်တဲကိုဂန်းကတော့ဟောင်းနှံညစ်ပတ်နေတဲ့တဲအိမ်လေးပါဒါပေမဲ့တင်ရှူအောင်ငကကလေးကိုလူကြည့်ရင်တော့အဲ့ဒီဟောင်းနှံဆုပ်ပြတ်နေတဲ့တဲကိုဂန်းမှာတဲရမယ်အကြီးဆုံးသားဖြစ်သူကတော့မြေခွေးလိုတလိဆန်မျိုးရဲ့ဇကားကိုမယုံကြည်တာကြောင့်လက်ထဲကများနဲ့ပြစ်ထည့်လိုက်ပြီးမြေခွေးကြီးခမရလွတ်အောင်ထွက်ပြေးရပါတော့တယ် ဒီလိုနဲ့တာအကြီးဆုံးဖြစ်သူဟာအရှိကိုခရီးဆိုင်ရင်မြေခွေးကြီးပြောလိုက်တဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့တဲကိုကန်းနှစ်ခုကိုတွေ့လိုက်ရပါတယ်။ဟိုဘက်ကတဲကိုကန်းကတော်တော်မိုက်ပါလား။အတီးမုတ်ဒီဘာဒီနဲ့ကြည်ပါအောင်။ဟိုဘက်ကတဲကိုကန်းများကြတော့စုပ်ပြက်တက်နေတာပဲ။ငါသာအဲ့ဒီတဲကိုကန်းစုပ်ကြီးကိုတဲလိုက်မယ်ဆိုရင်ငါထမိုက်တဲ့သူလောကကြီးမှာရှိမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောတာ။လှပတန်ရှင်းတဲ့တဲကိုကန်းမှာတဲကိုခဲ့ပါတယ်။ ဒါနဲ့မဲ့သူဟာတဲကိုခန်းမှာပဲကာကွန်ပြောရှင်ရင်းအရေးကြီးကိစ္စအားလုံးကိုမေ့လျော့သွားပါတော့တယ်။ဒါကြီးဆုံးပြည်သူပြန်မလာတော့ဥယျာဉ်မှူးကြီးဟာဒုတိယသားပြည်သူကိုထပ်မံစီလို့ရတော့တာပေါ့။ဒုတိယသားပြည်သူကလည်းအကိုကြီးဖြစ်သူလိုပဲမြေခွေးကြီးရဲ့စကားကိုနားမထောင်ခဲ့ပဲလှပါတန်ရှင်းတဲ့တဲခုခန်းထဲမှာပဲတဲခဲလိုက်တာကြောင့်တာဝန်တွေအားလုံးကိုမေ့လျော့သွားပါတော့တယ်။အကိုနှစ်ယောက်ပြန်မလာတော့အငယ်ဆုံးသားပြည်သူမောင်မြကအဖေ ဒီတောင်ဝန်ကိုသားအတွက်ခွင့်ပြုပေးပါငါသားအဖေသားနှစ်ယောက်ကိုဆုံးရှုံးခဲ့ရပြီနောက်ဆုံးသားကိုတော့ထပ်မဆုံးရှုံးချင်တော့ဘူးဆိုပြီးတော့ငင်းဆန်တာပေါ့ဒါပေမဲ့မောင်မြဟာလုံးဝစိတ်ကိုပိုင်းပြတ်ပြီးသားဖြစ်နေတာကြောင့်သူဟာမတက်နိုင်တော့ပဲခွင့်ပြုခဲ့လိုက်ရပါတယ်ဒါနဲ့ပဲမောင်မြတယောက်လေးနဲ့မြားကိုလွှဲပြီးတော့တိုင်းပြည်ထဲကနေ ထွက်လာခဲ့လိုက်ပါတယ်တနည်းအားကိုအရောက်သူဟာမြေခွေးကြီးနဲ့တွေ့ဆုံမိခဲ့ပြီသူဟာသူ့ကိုယ်လေးလိုမြေခွေးကြီးကိုလေးနဲ့မပစ်ခဲ့တဲ့အပြင် လီလီစားစားနဲ့ဆက်ဆံခဲ့ပြီးမြေခွေးကြီးရဲ့စကားအတိုင်းပဲတဲကိုအဟောင်းလေးမှာပဲတဲကိုခဲ့ပါတယ်။နောက်ရက်ရောက်တော့မြေခွေးကြီးဟာမောင်မြတဲတဲတဲကိုခန်းရှိကိုရောက်လာခဲ့ပြီး"ကောင်လေးငါမင်းကိုရွှေရောင်ငှက်ကြီးရှိတဲ့ရဲတပ်ကြီးစီကိုခေါ်သွားပေးမယ်။မင်းရဲတပ်ကြီးစီကိုရောက်ရင်ရဲမတ်ဒီအာလုံးအိပ်ပျော်နေလိမ့်မယ်။ဘာကူမှခယူးမဆိုင်နဲ့ရဲတဲ့ထဲကိုတဲတဲ့သာဝင်သွား။ဒီဟာတစ်ခုကိုရောက်ရင်ရွှေရောင်ငှက်ကလေးရှိနေတဲ့တစ်သားလောင်ချိုင်လေးကိုမင်းတွေ့ရလိမ့်မယ်။" ။ဒူဘေးနန်းမှာလည်းရွှေအောင်လောင်ကျန်လေးတစ်ခုရှိလိမ့်မယ်။အဲ့ဒီလောင်ကျန်လေးကိုလုံးဝသွားမထိနဲ့။မဟုတ်ရင်မင်းဒုက္ခရောက်လိမ့်မယ်။ဆိုပြီးတော့မှာကြခဲ့ပါတယ်။မောင်မြတ်ကလည်းနေဝင်ကြီးရောက်တော့မြေခွေးကြီးပြောတဲ့အတိုင်းအတိအကျလှုပ်ပြီးညာကလေးရှိနေတဲ့တစ်သားလောင်ကျန်လေးကိုတွေ့လိုက်ရပါတယ်။မောင်မြတ်ဟာတစ်သားလောင်အိမ်ထဲကငှက်ကလေးကိုတွေ့တော့မြေခွေးကြီးရဲ့စကားကိုမေ့လျော်သွားခဲ့ပါတယ်။ဟာတီရွှေအောင်အစင်းတောက်ပါနေတဲ့ငှက်ကလေးကဘလို့ဖြစ်ပြီးတစ်သားလောင်ချိုင်းနဲ့ထိုက်တန်ပါလဲဆိုပြီးတော့ ငါကလေးကိုလှောင်ချိုင်ထဲကထုတ်ပြီးရွှေရောင်လှောင်ချိုင်ထဲကိုဖြောင်းထည့်ပေးဖို့လုပ်ပါတယ်။ဒါကြောင့်မဲငါကလေးဟာလန်နိုးပြီးအော်ဟစ်တော့အေပျော်နေတဲ့စစ်သားတွေဟာသူ့ကိုဖမ်းဆီးလိုက်ကြပါတယ်။ဒါနဲ့ပဲအဲ့ဒီဒိုင်းမီကမင်းကြီးဟာသူ့ကိုတေးနံပေးခဲ့လိုက်ပါတယ်။အိုးခရုဏာရှင်မင်းကြီးကျွန်ုပ်ကိုတက်ညာပေးပါ။မင်းကြီးကလည်းအေးအဲ့ဒါဆိုရင်ငါ့အတွက်တခြားဒိုင်းမီတစ်ခုကရွှေရောင်မင်းကြီးကိုယူဆောင်လာခဲ့ပေးရမယ်။မင်းမယူလာနိုင်ခဲ့ရင်မင်းကိုတုတ်တင်ပြစ်လိုက်မယ်။ဆိုပြီးတော့ ပြန်ပြောပါတယ်။ဒါနဲ့ပဲမောင်မြရွှေအောင်မြင်းကြီးကိုယူဆောင်နိုင်မို့နီးလန့်ကိုစဉ်းစားမရတော့အခက်တွေ့နေရပါတော့တယ်။အဲ့ဒီအချိန်မှာမြေခွေးကြီးဟာသူ့အနားမှာပေါ်လာခဲ့ပြီးတငယ်ချင်းငါမေးကိုကူညီပေးမယ်။မင်းသားငါစကားကိုနားထောင်ခဲ့ရင်မင်းရွှေအောင်ငှက်ကလေးကိုရခဲ့မှာ။အခုတော့ထားလိုက်ပါတော့။ငါမင်းကိုရွှေအောင်မြင်းအောင်ထပ်မံကူညီပေးမယ်။မင်းရှိကိုတဲ့တဲ့သာသွား။အဲ့ဒီမှာရဲတိုက်တစ်ခုကိုတွေ့လိမ့်မယ်။အဲ့ဒီရဲတိုက်ထဲမှာမင်းလိုချင်တဲ့ရွှေရောင်မြင်းရှိတယ်။ မင်းရောက်သွားတဲ့အချိန်မှာမြင်းတင်းကအိပ်ပျော်နေလိမ့်မယ်။သူ့ဘေးနားမှာရှိနေတဲ့တစ်သားကုန်းကြီးလေးကို မြင်းမော်တင်ပြီးယူလာခဲ့လိုက်။အားလုံးအဆင်ပြေသွားလိမ့်မယ်။ဆိုပြီးတော့အကြံပေးခဲ့လိုက်ပါရ။ဒါပေမဲ့မောင်မြကတော့ရှေးအောင်မြေးလေးဟာရှေးအောင်ကုန်းကြီးနဲ့ပဲထိုက်တန်နေလို့တွေးမိတာကြောင့်တစ်သားကုန်းကြီးကိုမယူတော့ပဲရှေးအောင်ကုန်းကြီးလို့ကိုပဲယူဆောင်လိုက်ပါတော့တယ်။သူယူလိုက်ချိန်မှာပဲမြင်းတင်းကနိုးသွားတာကြောင့်မောင်မြဟာရဲတိုက်ပိုင်ရှင်မင်းကြီးစီမှာအဖမ်းခံရပါတော့တယ်။ အဲ့ဒီရဲတိုက်ပိုင်းရှင်မင်းကြီးကလည်းသူချင်းမြတ်နိုးနေတဲ့မင်းသမီးလေးကိုခေါ်ဆောင်လာနိုင်ခဲ့ရင်အသက်ချမ်းသာပြီးမယ်ဆိုပြီးပြောတာပေါ့ဒါကြောင့်မဲမောင်မြတ်တယောက်ထပ်မံအခက်တွေ့ပြန်ရနေရပါတယ်တကယ်ချင်းအခက်တွေ့နေတော့မြေခွေးလေးကမနေနိုင်မဲထပ်မံကူညီပေးခဲ့ပါတယ်တကယ်ချင်းမင်းသာငါစကားကိုနားထောင်ခဲ့ရင်ရွှေရောင်မင်းကြီးကိုရခဲ့မှာအခုတော့ထားလိုက်တော့မင်းရှိကိုပဲတဲ့တဲ့ဆက်သွားရဲတားကြီးတို့ကိုတွေ့လိမ့်မယ်အဲ့ဒီမှာမင်းသမီးလေးရှိတယ် ၎င်းရဲ့အချင်းကိုကြောက်ရင်မင်းသမီးလေးကိုအနမ်းသွားပေးလိုက်အဲ့ဒါဆိုသူမကမင်းနောက်ကိုလိုက်ခဲလိမ့်မယ်တခုတော့မှတ်ထားပါတင်ငယ်ချင်းသူမရဲ့မိဘတွေကိုနှုတ်ဆက်ခွန်းတော့မပေးနဲ့ဆိုပြီးတော့သတိပေးလိုက်ပါတယ်မောင်မြလည်းတင်ငယ်ချင်းမြေခွေးစကားကို အတိအကျနားထောင်ပြီးမင်းသမီးလေးကိုခေါ်ဆောင်ဖို့လုပ်တာပေါ့မင်းသမီးလေးကသူမမိဘတွေကိုနှုတ်ဆက်ချင်တယ်ပြောတော့မင်းသမီးလေးကိုခယူနာတက်မိတာကြောင့်ခွန့်ပြူပေးလိုက်ပြီးပါတယ်ဒါကြောင့်မင်းသမီးလေးရဲ့မိဘတွေဟာ မောင်မြကိုဖမ်းဆီးလိုက်ကြပါတော့တယ်။မင်းသမီးလေးရဲ့ဖခင်ဘရင်ကြီးကလည်းမောင်မြကိုသူ့ပြည်ထဲမှာမြင်ကုန်းကိုပိတ်ဆို့နေတဲ့တောင်ငိုးကြီးကိုချစ်ရဲ့အတော်မှာဖယ်ခိုင်းခဲ့ပါတယ်။မဖေးနိုင်ရင်သူ့သမီးတော်နဲ့ပြီးသားမှာမဟုတ်ဘူးဆိုပြီးပါတခါတည်းအပြတ်ပြောခဲ့လိုက်ပါတယ်။ဒါနဲ့ပဲမောင်မြဟာတောင်ငိုးကြီးကိုစူးစမ်းပန်းစားနေတူဖို့ပါတော့တယ်။ဒါပေမဲ့တောင်ငိုးကြီးဟာအယမ်းကိုကြီးမားလွန်းတော့သူခုနှစ်ရက်လောက်မနာရန်စူးစမ်းပန်းစားတူးခဲ့တာတော့နည်းနည်းလေးပဲတူးနိုင်ခဲ့ပါသေးတယ်။ ဒါကိုမြေခွေးကြီးတီးလို့တငယ်ကြီးဖြစ်သူကိုထပ်မံအကူအညီပေးပါတယ်။မောင်မြတငယ်ချင်းမင်းနားလိုက်တော့ကျန်တာငါဆက်ဒူးပေးထားမယ်ဆိုပြီးတော့မောင်မြကိုအနားယူခိုင်းလိုက်ပါတယ်။တကယ်တော့မြေခွေးကြီးဟာမော်အစွမ်းရှိသူပါ။သူအကြံပေးထားတဲ့အတိုင်းမောင်မြတခြားလုံးအောင်မြင်မှုတွေရနိုင်ခဲ့တာဖြစ်ပြီးမောင်မြဟာသူစကားအတိုင်းအတိအကျလိုက်မလုပ်ခဲ့လို့သာအခုလိုမျိုးဒုက္ခရောက်နေခဲ့ရတာပဲဖြစ်ပါတယ်။ဒါနဲ့ပဲတောင်ကုန်းကြီးတခုလုံးပျောက်ကွယ်သွားခဲ့တာမို့ဘယင်ကြီးလဲသူသမီးတော်ကို မောင်မြနဲ့ဗီဇာပေးလိုက်ပါတော့တယ်။နောက်နေ့ရောက်တော့မောင်မြကိုမြေခွေးကြီးကတကယ်ကြီးမောင်မြမင်းမင်းသမီးလေးကိုရောရွှေရောင်ခွက်ကလေးကိုရောရွှေရောင်မြင်းလေးကိုပါလိုချင်နေဆိုရင်တော့အရင်ဆုံးရွှေရောင်မြင်းလေးရဲ့ပိုင်ရှင်ဘရင်ကြီးစီကိုသွားမင်းသမီးလေးကိုခေါ်လာခဲ့ပြီလို့ပြောလိုက်။သူကရွှေရောင်မြင်းကိုကျေးဇူးတင်လက်ဆောင်အောင်နေနဲ့ပေးလိုက်လိမ့်မယ်။အဲဒီကြရင်မင်းကမင်းနဲ့မင်းသမီးလေးကိုခေါ်ပြီးတော့ထွက်ပြေးခဲ့လိုက် နောက်ပြီးကြရင်ရွှေရောင်ငှက်ပိုင်ရှင်ဘရင်ကြီးစီကိုသွားပြီးရင်ရှပြလိုက်ပြီးရင်မင်းကငှက်ကလေးကိုတစ်ခါလောက်တွေ့ဘူးချင်တယ်လို့ပြောလိုက်ဘရင်ကြီးကငှက်ကိုထုတ်ပြရင်မင်းကိုစီးပြီးမင်းသမီးလေးနဲ့အတူထွက်ပြေးခဲ့လိုက်ဆိုပြီးတော့အသေးစိတ်မှကြားလိုက်ပါတယ်မောင်ရလည်းမြေခွေးကြီးရဲ့စကားအတိုင်းလှုပ်တော့အခက်ခဲမရှိပဲမင်းသမီးလေးကိုရောရွှေရောင်မင်းကိုရောရွှေရောင်ငှက်ကလေးကိုပါပိုင်ဆိုင်နိုင်ခဲ့ပါတယ်မောင်ရလည်းသူ့ကိုကူညီပေးတဲ့မြေခွေးလေးကိုတိတ်ပြီးတော့ကျေးဇူးတင်နေခဲ့တာပေါ့ တငယ်ချင်းမြေခွေးလေးငါမင်းကိုဘာတွေမှပြန်ကူညီပေးရအောင်မလဲမြေခွေးလေးဟာမောင်မြစီကအဲ့ဒီစကားကိုတချိန်လုံးစောင့်နေခဲ့တာဖြစ်ပြီးမြေခွေးလေးဟာလေးနဲ့တီးကြည့်တဲ့မျက်နှာထားနဲ့တငယ်ချင်းမောင်မြမင်းငါ့ကိုတကယ်ကူညီချင်တယ်ဆိုရင်မင်းငါ့ကိုတတ်ပြစ်လိုက်ပါမောင်မြလည်းအဲ့ဒီစကားကိုကြားတော့သူ့အတွက်တငယ်ချင်းဖြစ်တယ်လို့ကျေးဇူးရှင်လည်းဖြစ်တဲ့မြေခွေးလေးကိုမလုပ်ရအောင်အကြောက်ခံညင်းဆိုတာပေါ့မြေခွေးလေးကလည်းတငယ်ချင်း မင်းငါ့ကိုတကယ်ချစ်ခင်နေဆိုပြီးငါတောင်းဆိုတဲ့အတိုင်းလုပ်ပေးပါအဲ့ဒါကငါ့ကိုတကယ်ကူညီပေးတာပါ ဆိုပြီးတော့နောက်တစ်ချိန်ထပ်မံတောင်းဆိုပါတယ်မောင်ရလည်းသူ့ကိုတချောင်လုံးအကူကြီးတွေအကြမ်းကြမ်းတွေပေးလာခဲ့တဲ့မြေခွေးကြီးဟာအကြောင်းမဲ့ပြောဆိုနေတာမဟုတ်မှခံစားမိလေတော့မြေခွေးလေးရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးလိုက်ပါတယ်ဒီလိုနဲ့မြေခွေးလေးဟာတည်ဆုံသွားခဲ့ပြီးတိတ်မကြခင်မှာပဲသူဟာမင်းသားလေးတစ်ပါးအဖြစ်နဲ့ပြန်လဲအသက်ရှင်လာခဲ့ပါတယ် ။တကယ်တော့သူဟာမင်းသမီးလေးရဲ့နှစ်ပေါင်းမြတ်စွာပျောက်ဆုံးနေခဲ့တဲ့အကူရင်းတစ်ယောက်ပဲဖြစ်ပါတယ်။ဂျိန်းသားတစ်ခုကြောင့်မြေခွေးဘွားကိုရောက်နေခဲ့ရတာပါ။ဒီလိုနဲ့မောင်မြတ်တစ်ယောက်သူချီယာဒူရီနဲ့အသက်ထန်ဆုံးပျော်ရွှင်စွာနေထိုင်သွားနိုင်ပါတော့တယ်။ပုံမြင်လေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။